မင်္ဂလာနေ့ရက်လေးပါခင်ဗျာဒီကနေ့ကျွန်တော် အရှင်သူမင်္ဂလာဆိုရင်ဆင်စွေနောပန်ဆင်လဝန်းနင်းဆိုတဲ့ရက်သားဆောင်ပါလေးကိုပြန်လည်မျှဝေရင်ပါတယ်ဆင်စွေနောပန်ဆင်လဝန်းနင်းတချို့အဖြစ်ပြက်တွေကလောလောလတ်လတ်ကိစ္စဖြစ်တော်လျာတချို့အဖြစ်ပြက်တွေကကြာခဲ့ပြီတချို့အဖြစ်ပြက်များကိုရက်စွဲတက်၍အခိုင်အမာဆိုနိုင်စရာရှိတော်ညာလေတချို့အဖြစ်ပြက်များကိုတော့ ကင်းကနန်းများနဲ့ဆက်ဆက်ပြား၍မဖြစ်နိုင်တော့ပါတရားအောင်မှာရေတွေအများကြီးစီးသွားခဲ့ပြီးမဟုတ်ပါလားမကြသေးမီရပိုင်ကဆရာတိုက်စိုးဤစာတပုံးနဲ့ကြပြားဆရာခရမ်းပြာထက်လူဤပို့တစ်ခုကိုရှေ့ဆင်နောက်ဆင်ဆိုသလိုဖတ်လိုက်ရသည်သူဆရာနှုတ်ဤစာထဲမှာစရိဆရာကြီးဥပုံညာနဲ့တည်ရေးဆရာ ကိုနေဝန်းကိုအတွင်အသည့်ဖြင့်တွေ့လိုက်ရသည် ခုလိုဆိုလိုက်တော့စကလုံးကကြီးကျယ်သလိုဖြစ်ကောင်းဖြစ်သွားပါလိမ့်မည်ကိုပြောလို့ဒီကကိုယ်အနေဖြင့်မကြဘူးသေးသည့်အဆိုအစ်ကိုနားလိုက်ရ၍စိတ်ထဲမှာဆန်းသစ်သောအသည့်တစ်ခုတိုးလာရခြင်းကိုဆိုလိုရင်းဖြစ်ပါသည်စလီဆရာကြီးသည် မြင်ကွင်းမြင်းကုန်တိုင်းရေ၌အခါပေးမိသည့်အတွက်မြို့ဝံဥတော်ထံအချုပ်ခံရရစဉ်ဥတော်၏ မယံငယ်တယောက်နဲ့မယုံတင်ကခံရတည်ရအတွက်ဥဒါဝီလက်ချက်ဖြင့်အသက်ဆုံးရ၏ဟုလူတီများသည်အမျိုးသားဆရာဝန်ဥပိုးကြားနှင့်ပညာရှိဥပိုးစေရင်စာသူတို့၏စာရုံး၌လည်းထိုအတိုင်းပင်ရေးခဲ့ကြသဖြင့်ထိုချက်က ထိုအတိုင်းပင်ခိုင်မာနေခဲ့သည်သို့သောမဟာဆွေရည်သည့်ဘိုးစီရာထိုပတိစာအုပ်၌ဥပုညာအဆုံးစီရင်ခံရဖို့နှင့်ဆက်၍ ဘိုးစီတာပြောပြသည့်အချက်ကတမှု꽌ပြခြားနာသည်ဘိုးစီတာသည်ဥဒဝီတာမောင်မောင်လေးကိုပညာသင်ပေးရသူဖြစ်၍ဥဒဝုနှင့်ခင်မင်ရင်းနှီးသူဖြစ်သည်တဏိတနာ၏သူကနေပါဦးဘာဘာရဲ့စလီဆရာကြီးဥပုံညာကိုဘာဘာကွက်မြတ်တယ်ဆိုဟုမေးတည်သည်ဤတွင်ဥဒဝုကအေးဘာဘာက ကံမကောင်းရင်တော့ဒီလိုမျိုးဆူဆွဲခံရတာပါ။ဘာဘာကမျိုးဝံကိုစင်စင်မတော်တပည့်မင်းသားရဲ့အမိန်နဲ့လက်မယွန့်တွေတက်လိုက်ကြတာပါ။မင်းတရားကြီးမကြည်နမ်းမှန်းတိလို့ဘာဘာအပေါ်လှဲ့ချထားတာကိုမင်းသားကလည်းမဆူဆွဲဝင်လေတော့တရင်ကဒီအတိုင်းဖြစ်သွားရတာဟုပြန်ပြောလေသည်။ထိုးစုံနှင့်ဆက်သည့်နောက်ခံတမိုင်းကြောင်းရင်မှာဤသို့ဖြစ်ပါသည်။ တဏီတနာတပေမင်းသားသည်တေးကပြာရေခိုင်ရန်အတွက်လူပြိုတော်တဦးစီလူ၍ဆရာကြီးဥပညာကို အခေါ်ခိုင်းလိုက်သည်အခြားသောမင်းသားတို့အနန္တာသည်တေးကပြာရေလက်စာများလည်းမပြီးသေးသည့်အတွက်အလုတ်ပြီးမှ လာနိုင်မည်အကြောင်း ဥပညာကပြန်ကြားလိုက်သည်နောက်တနေ့ရောက်တော်လဲတပေမင်းသားကအခေါ်ခိုင်းပြန်လေသည်ထိုအခါအလုံးမအားသေးသည့် စလီဆရာကြီးဥပညာတရားစိတ်မရှိတော့ပဲမင်းသားစစ်တွေခိုင်တာကိုရေးနေရတယ်။ယမရီမင်းသားကခေါ်တာကိုမလာသေးဘူး။ဒီကပြီးမှပဲလာခဲ့မယ်ဟုမချေမငံအကြောင်းပြန်လိုက်ပါတည်းထို့စကားကတပည့်မင်းသားကို အထိနာစီခဲ့ဟန်တူပါသည်။ရုပ်သေးမင်းသားရုပ်ကိုယမရီသားနဲ့ထုလို့မြဲဖြစ်သည်။တပည့်မင်းသားကိုယမရီမင်းသားဟု ဆိုလိုက်ခြင်းမှာမေတ္တာအစစ်မဟုတ်ဟုဆိုရလေရောက်ပါသည်တကယ်တော့ထိုဖြစ်ကဟုတ်လေဟုတ်နေသည်ဥပုံညာဤထိုစကားရဲ့မောအခဲမကြီးဖြစ်ခဲ့ဘူးသည်တပည့်မင်းသားကအခွင့်ပေါ်သည့်အခိုက်မှာကွံ့မြက်စီခဲ့ခြင်းဖြစ်၏ဟုဆိုလေသည်ယရနာပကံခေကာထုတ်ဝေခဲ့သည့်ဂျိန်ဂျော့စကော့ဆိုသူရည်သည့်ဒီဘာမာဟစ်စလိုက် နေရှင်းအမိရာစာဝုန်နိုင်လေဥပုံညာတိနာမည်ကြီးဆုံးခေပေါ်စာရေးဆရာဖြစ်၏သူကိုယခင်မင်းလက်ထက်တွင် တပေမင်းသားကအဆုံးစီရင်ခဲ့လေသည်ဟုရေးသားထားသည်ကိုတွေ့ရသည်ဤကားဆလီဆရာကြီးဥပုံညာနှင့်ဆက်၍ကြားလိုက်ရသည်အတိတ်ကိစ္စဖြစ်ပါ၏တည်ရင်ဆရာကိုနေဝန်းနှင့်ဆက်၍တိလိုက်ကြားလိုက်ရသည်အတိတ်ဆိုသည်ကား အဆန်းတကျကြီးတော့လည်းမဟုတ်ပါ ကိုနေဝန်းရည်သားခဲ့သည့်တို့တရံတခါစီဆိုတဲ့တခြင်းနဲ့ဆက်ဆက်ခြင်းဖြစ်ပါသည်တခြင်းလေးကိုယင်ခံစားနားဆင်ကြည့်ကြည့်ပါဦးခင်ဗျာ thank you

်စုံမတရားနဲ့လေရင်းညာချေကိုလမ်းရဲ့နာဖို့နေ don't I own သိတော့ဒီလိုမျိုးသောကိုခွေးပွင့်ထားရတဲ့ ချက်သာဂျန်နေသူမှာကြားလိုက်ရတဲ့တို့ရဲ့တို့ဝေးပြီကျွန်တော်သူရဲ့စိတ်ချပြစေဆလာမောသူမှာရေးတဲ့စကားကြောင့်လေဒီကင်းကိုရန်ညိုပွဲမှုတွေပဲချိန်ပဲဒီတမ်းမလဲမသိခင်ကိုလိုရာကိုတွေ့ စေခလည်းပြောင်းတတ်တမင်းကိုပြောရင်ယုံကြည်တောင်းတဖို့တဲ့တရားတစ်ခါ ွဲချိန်ပဲဒီတယ်မလဲမသိခင်ကိုလုံးရကိုတွေ့သိမိသည်နော်ရောင်စင်ခုနဲ့ပြောင်း ီတခြင်းထဲမှာပါတဲ့အိုမေရဲ့ယထာစာထွက်ပြီးတုံရည်နေတဲ့လက်တစ်ဖက်ထုတ်ကအဝါရောင်စာလွာလှမ်းပီးရင်လန်းယူဆိုတဲ့အဖွဲအနွယ်တစ်ခုပါရှိတာကိုတွေ့ရမြည်ထိုအဖွဲအနွယ်မှာအဝါရောင်ကိုတုံးခဲ့တဲ့အတိပေကဘာပါလဲဟုကဗျာဆရာခရမ်းပြာထက်လူကတချင်းကြီးဆရာ ကိုနေဝန်းကိုမေးသည်ဒီတော့ကိုနေဝန်းကအဲ့ဒီဝါရောင်ဟာယထာတော်ခံဒီ အကြီးတုံးလက်ဖက်ထုပ်တဲကအဝါရောင်တ िश ူးစကူစာပေါ်မှာရေးပြလိုက်တဲ့အဝါပါဟု ဖြေချားလိုက်သည်တေးဆရာကြီးအဖြေစကားကြောင့်စေကူတဲကအဝါရောင်တည့်ရွက်တွေပင်ပြန်စိမ့်သွားကြကြောင်းအဝါရောင်ဤတင်ဂီတနမိတ်ပုံများနဲ့တစ်ချိန်လုံးကြည်ပြင်ခဲ့သည်ကို့တရန်တခါစီဟာသူ့အဖြေကြောင့်မှန်သက်ပြုတ်ခွေကြာသွားခဲ့ရကြောင်းစသည်ဖြင့်ကြပြာဆရာကမှတ်ချက်ပြုခဲ့ပါသည် ို့တော်သူတချင်းများ၏အချင်းဝါကြီးထွားလာမှုနဲ့နားထောင်သူတို့၏ဇန်တင်မှုအပေါ်မှာချိုလဲရောထိုင်မလုပ်ခဲ့တော့ကိုနေဝင်း၏စိတ်ရည်နေကိုတော့ချစ်စရာယူသားမှုအဖြစ်ကျေနပ်စကားဆိုခဲ့သည်ဒါကတို့တရန်တစ်ခါစီတချင်းတွေမှာပါသည်အဝါရောင်စားလွားအဖွဲနဲ့ဆက်၍တိလက်ရသည်အတိတ်တစ်ခုဟုဆိုပါစို့ကိုပြောလိုသည် နောက်တစ်ချက်က ဆရာဆင်မင်းကိုဖွဲ့ဆိုကြရာ၌စလီဆရာကြီးဥပုံညာနှင့်တီရီကိုနေဝန်းတို့ရေးဖွဲ့ခဲ့သည်စကလုံးများအကြောင်းဖြစ်ပါသည်စလီဆရာကြီးဥပုံညာက ထိုဇက်တော်ကိုဝတ္ထုတဘောဖြစ်ရေးဖွဲ့ခဲ့သည် ထိုဝတ္ထုတွင်အဆွေဖြစ်ခြင်းကမစွမ်းနိုင်ရာသို့မိုးဆိုး၏လက်မှလွှာကိုတောင်းယူပြီးနောက်အဆွေတော်နှချောင်းကိုကိုယ်တော်တိုင်တိုက်ဖြတ်ကဇနီးဟောင်းသူပ္ပရာပေးလိုခံနိုင် အဆွေတော်တော်တို့ထူမောင်မင်းသခင်ပလင်ညာယံရွှေဘုံပြံမှာစံပေတိနံမေသူဘက်ကိုဆက်ဆက်တဘောငါမာရိုင်းပြောပါလီတော်ဟီမာကြောင့်အိုင်းတာခေါင်တွင်ငွေတောင်ကြီးအတွင်ခင်မလင်ကိုအရှင်လက်လက်တင်စီ၍တက်ခဲ့ပြီဆွေတော်မြတ်နှချောင်း၆ရောင်မောင်ကိုလည်း ၎င်းစင်ကြီးမတိခင်ဖြက်လီး၍တွေ့စည်းတန်ထွာနာကျင်စွာနှိမ့်ဆက်၍အသက်ဆုံးစီခဲ့ပါပြီဤဆွေဆောင်ကိုရွှေဘုံတို့မှန်ကိုတုံးရတော်မှုသေးလျင်ရန်သူဤရဲ့ဆွေကိုရွှေလက်ဝဲတပါမည်အာရစိတ်ရွှန်းကျေနပ်အောင်စီရင်၍ပြုကျင်တိုင်းပြုတော်မူပါတော့ဖျားဟုမောင်မင်းတခင် မုံမြန်ဆိုင်ဖြိုးပြေချင်းတန်၍မှမပြေနိုင်ညှို့တက်သည်မုတ်ဆိုးတစ်ပိုင်းမိန်းမယန်းကြီးကိုငါမာတိုင်းပြောပါလေဟု၎င်းကိုပြောလိုသည်နောက်တစ်ချက်ကစရံဆင်မင်းဆက်ကို ဖွဲ့ဆိုကြရ၌စလီဆရာကြီးဘုံညာနှင့်တည်ရေးဆရာ ကိုနေဝန်းတို့ရေးဖွဲ့ခဲ့သည့်စကလုံးများအကြောင်းဖြစ်ပါသည်စလီဆရာကြီးဘုံညာကထိုဆက်တော်ကို ဝရုတဘူဖြစ်ရည်သားခဲ့သည်ထိုဝတုတွင်အဆွေဖြစ်ခြင်းကမစွမ်းနိုင်ရှာသူမုဆိုး၏လက်မှလွှာကိုတောင်းယူပြီးနောက်အဆွေတော်နှချောင်းကိုကိုတော်တိုင်တိုက်ဖြတ်ကာဇနီးဟောင်းသူပတာအားပေးလူကန်၌အဆွေတော်တောင်းနှုတ်ထိုမောင်မင်းသခင်ပလင်ညာယံရွှေပုံပြံမာစံပေတိနမေသူပတ်ကိုဆက်ဆက်တဘောငါမာရိုင်း ပြောပါလိတော့ဟိမာကြောင့်အိုင်းသာခုံတွင်ငွေတောင်ကြီးအတွင်ခင်မလင်ကိုအရှင်လက်လက်တင်စီ၍တက်ခဲ့ပြီးဆွေတော်မြတ်နှချောင်း၆ရောင်မောင်းကိုလည်း၎င်းဆင်ကြီးမတီခင်ဖြက်လီ၍သွေးစည်းတန်ထွက်နာကျင်စွာနှိမ့်ဆက်၍အသက်ဆုံးစီခဲ့ပါပြီဤဆွေဆောင်ကို ရွှေဘုံသူ့မှန်ကိုသုံးရတော်မူသည်လျှင်ရန်သူဤရဲ့ဆွေကိုခြွေလက်ဝဲတာပါမည်အာရစေရွှန်ကျေနပ်အောင်စီရင်၍ပြုကျင်တိုင်းပြုတော်မူပါတော့ဖျားဟုမောင်မင်းသခင်မုံမင်းဆိုင်ပြူပြေချိန်တန်၍မှာမပြေနိုင်ညှို့တတ်သည်မဟုတ်သောတပိုင်းမင်းမယံကြီးကိုငါမာတိုင်း ပြောပါလေ။မိန်တော်ဆရာဤရေကံတွင်ညယံမဟာသူပ္ပထာနှင့်ဝေယာရွှေယံစံတိကာလဒေါသအပြေမဖြစ်မမြောမမုန်းလို့ဒီကိုအသောအဟုအပြစ်ကြီးယူပြီးလင်ညူစုမြတ်ဝံငါချစ်လင်ကိုသင်မိပရာတက်ဖြတ်နိုင်ရပြီစိန်ကားမြညို 这游客住的开都七九撇撇，连得眼里多脏，连得胃眼里我十来心的米转东路面前呢扫马尾，水东言去？叫一列马，一个毛个，一那鬼了，全把把呢，看嘛，完庙八里了，好多是看过来。 ညှားစိတ်မူ၍တောင်တူးမြောက်လေနာကြီးဝေရနာမချီရာကမှားတော်မူလိုက်သည်ဖျားဟုခြားနာအောင်တင်ပါလီတင်မုတ်ဆိုသည်ကြိုးစားအားတည်၍ခုနှစ်နှစ်ခုနှစ်လလာခဲ့ရတော်လေငါဆွေတော်မြတ်အဋ္ဌိပတ်ကြောင့်လက်တော်ချင်းခုနှစ်ရက်အတွင်း၌မောင်မင်းပြည်သို့ရောက်လိမ့်မည် မောက်ဆိုးလူပြန်ဖုတ်တပတ်လဲ၆ရက်ခရီးနဲ့ပြည်ကြီးပါရာနန်းအောင်ချာတို့လှန်စွာဆက်ရောက်တယ်လီလင်ဝေယံညာဆွေ ကံပုလေ၌စံပေပျော်ပါတော်မိဖုရားသူပရာ၆ဖြာရောင်ထင်ဆွေတော်ရှင်ကိုဝင်၍ချက်ချင်းဆက်လီဤကဲ့သို့တခန္တနာဖွဲ့ခဲ့တီကို တွေ့ရပါလိမ့်မည်အစောပါဆရံစမင်းဇကိုပင်တီးဆရာကိုနေဝန်ကဆရံအသေးအမည်ဖြင့်တခြင်းတပုတ်ရေးခဲ့ပါသည်ခံစားနားဆင်ကြည်ပါဦးခမညာ thank you ချင်းဒီကိုလဲစင်မဲ့ချောတွေးနဲ့ခံစေရင်းနေရာကိုထိုးမဲ့ဝါလက်နဲ့ကိုင်းဆွဲရှုံနေကရှုံချည်ရဲ့အသက်ဆက်မမို့စုကိုမေးယူပိုင်စေတာကျနာသူသုံးပြမလွမ်းမြည်စီလို့ကြွေတော့ feel the bomb show me my yes yeah more send let me see me ngu pie khwe ne mya sai ta ni se hey nok thu ma lai me pyo khwe lot de su ye pere ça saño ti tu pelu museda suelo tu mi te ya yo ေမင်းကိုပြေခွေးနေမြစိတ်တနေစေဟဲ့နှုတ်ထူမလိုက်မပြောခွင့်လွတ်တဲ့စုရဲ့အဘယ်ရေကမုန်းမြတ်တွေဝါဆက်ဆက်မျိုးချီသူတွေလူယူစေကဆွေလိုသူနှစ်တရာကျိုးနဲ့အောင်ချောင်းရဲ့ ချင်းဤဒုတိယပိုင်း၌ဆင်မင်းကိုပြခွန်းတဲ့များအစိတ်တက်နေစေဖဲနှုတ်ထူမှားလိုက်မည်ပြော ခွန့်လွတ်တယ်ဆိုရဲအသေးသေးကမုံအမျက်တွေဘဝဆက်ဆက်အညူကြီးသူပေးလူယူစီတာအစွဲလိုသူနှစ်တရာကျိုးနောင်6ရက်နဲ့ခရီးလမ်းညွန်မယ်အပြုံထွေပိုင်မင်းမိုက်ပြန်တော့ကျွမ်းမောင်ကြွေတဲ့ဟုလှပစွာရေးဖွဲ့ခဲ့သည်ကိုတွေ့ရပါလိမ့်မည်။စရိယဆရာကြီးဥပုံညာသည်နိဗ္ဗတော်လား ဆရံဆင်မင်းစတော်တခန်းတနာရှီလျားစွာ ဖွဲ့တည်၍ဆရံဆင်မင်းဝတ္ထုအမိယကန္တဝံမြောက်စာရပုတ်ကို နောက်သားတို့အတွက်ခြံထားရခဲ့သလိုတည်ရစီအားကိုနေဝန်တည်လေကြစ်လက်လာပါတော်စကလုံးများဖြင့်ဆရံအသေးအမိယတခြင်းတပုတ်ကိုဂီတချစ်သူလူလူအတွက်အမှတ်တရခြံထားရခဲ့သည်တယောက်က သူ့အဖွဲ့အနယ်ကို ဝတ္ထုအမိတက်၍တယောက်ကတော့တခြင်းအမိတက်ခဲ့သည်ကိုမျက်လုံးထဲမှာတော့ကြပြားတွေကိုပဲမြင်နေမိပါသည် အရှင်သူမင်္ဂလာစကိုင်းကိုကဥပ္ပညာစာပန်းကုန်များပရမာရွေကျက်တူ၍ပညာရေးတိုက်ဆိုအဆုံးထိနာဆင်ပေးခဲ့မှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ